အခုဆိုလို့ရှိရင်ဒီ snap ဒီအစားအသောက်ထောက်ပံ့ရေးအစီအစဉ်နဲ့ပတ်သက်ပြီးတော့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်လို့ဆိုပြီးတော့ဒီ Trump ရဲ့ဒီတရားရေးဌာနကနေပြီးတော့ဒီတရားရုံးချုပ်အထီကိုဟိုတင်ကြားထားပါတယ်ဆိုတော့အဓိကကဘာလဲဆိုတော့အခုဒါအစိုးရလုပ်ငန်းတွေရပ်ဆိုင်းသွားတဲ့အချိန်မှာဟိုဒီလိုရပ်ဆိုင်းသွားတာကြောင့်ဆိုပြီးတော့ Donald Trump ကဒီအမေရိကမှာရှိတဲ့ ဒီအမေရိကန်တွေပေါ့နော်တချို့ဒီဝင်ဝင်နဲ့အမေရိကန်တွေကိုပေးတဲ့ဒီအစားအသောက်ထောက်ပံ့တဲ့အစီအစဉ်ပေါ့ snap လို့ခေါ်တယ်ဆိုတော့ဒီ snap အစီအစဉ်အရာဒီလာစဉ်အစားအသောက်ထောက်ပံ့ကြီးပေးရမယ့်ကိစ္စကိုဒေါ်နယ်ထရမ့်ရဆိုင်လိုက်တယ်ဆိုတော့ဒါမှလည်းပဲတကယ်ကတော့အခုလို့ဒါအစားအသောက်ဒါဟို ထောက်ပံ့ပေးရတဲ့အစီအစဉ်မျိုးဆိုတာကရက်ဆိုင်လို့ရတဲ့အစီအစဉ်မျိုးမဟုတ်ဘူးမဟုတ်ဘူးဆိုတဲ့အတွက်အခုလိုမျိုးဒီလွတ်တော်နဲ့အစိုးရကြားထဲမှာဒီအစိုးရအသုံးစရိတ်ချပေးဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့သဘောတူညီချက်တွေမရဘူးဆိုလို့ရှိရင်အစိုးရလုပ်ငန်းတွေကရက်ဆိုင်သွားတယ်ဒါပေမဲ့ဒီလိုရက်ဆိုင်တဲ့ကြားထဲမှာပဲဒီအစိုးရဒီအရေးပေါ်ရမုံငွေဆိုပြီးတော့တီးကြဖယ်ထားတာရှိတယ်ဆိုတော့တကယ်ကတော့ဒီအစားအသောက်ထောက်ပံ့ပေးတဲ့ ဒီအစီအစဉ်ကိုဒီအရေးပေါ်ရမူငွေဒီငွေတွေကနေယူပြီးတော့ဆက်ပြီးတော့ထောက်ပံ့ပေးထားလို့ရပါတယ်။ဒါပေမဲ့လည်းပဲ Donald Trump ကအဲဟိုတလို့မလုပ်ဖဲနဲ့ဒီအစားအသောက်ထောက်ပံ့ပေးတဲ့အစီအစဉ်တွေကိုရပ်ဆိုင်းလိုက်ပါတယ်။အဓိကသူအကြောင်းပြချက်ထဲမှာဘာပါလဲဆိုတော့ဒီအစားအသောက်ထောက်ပံ့နေတဲ့ထောက်ပံ့ရတဲ့လူဦးရေကအမေရိကမှာ52တန်းလောက်ရှိနေပါတယ်။ဆိုတော့ဒီ52တန်းထဲမှာတကယ်ကတော့ တကယ်ပဲဒီငွေကြေးအရာမဖူလုံတဲ့မိသားစုတွေရှိတယ်။ဆိုတော့ဥမာကလေးတွေများတဲ့မိသားစုမျိုးဆိုလို့ရှိရင်ငွေကြေးအလုံလောက်မရှိဘူး။အလုံလောက်မရှိတဲ့အတွက်ဟိုတကယ်ပဲအစိုးရရဲ့ထောက်ပံ့ဒီအစားအသောက် ထောက်ပံ့ပေးတဲ့အစီအစဉ်ကသူတို့အတွက်အထောက်အကူဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကဒီတက်ကြီးရွယ်တွေအမေရိကန်မှာတက်ကြီးရွယ်တွေရှိတယ်ပင်စင်စားတွေရှိတယ် ဆိုတော့နောက်တစ်ခုကကျမ်းမာရေးမကောင်းတဲ့သူတွေရှိတယ်သူတို့တွေကအလုံးမလုံးနိုင်ဘူးအဲဒီတော့အလုံးမလုံးနိုင်တဲ့အတွက်ဒီလူတွေကဒီအစိုးရရဲ့အထောက်ပံ့ကိုမှီခုံနေရတာဒါပေမဲ့လည်းပဲတစ်ဖက်တည်းမှာက52တန်းလောက်ရှိတယ်ဆိုပြီးတော့ဒါဒေါ်နယ်ထရမ့်အစိုးရပြောတဲ့အထက်မှာတစ်ဖက်ကပါလဲဆိုတော့ဒီလို52တန်းလုံးကတကယ်ပဲဒီအစိုးရထောက်ပံ့အထောက်အပံ့ကို မဖြစ်မနေမှီခိုးရမဲ့လူတွေလားဆိုတော့ဒေါ်နယ်ထရမ့်ဆိုတာမေးခွန်းထုတ်ထားတော့ပါဆိုတော့ ဟိုဟိုတချို့အဲ့ဒီထဲထဲမှာเนาะတချို့ပါနိုင်နေဆိုပြီးတော့ပြောထားတာကဘယ်လိုလဲဆိုတော့တချို့ကလည်းပဲခြီကောင်းလက်ကောင်းဒါပေမဲ့ဟိုအလုံးမလုံးချင်အလုံးမလုံးချင်တဲ့အခါကျတော့ဝင်ငွေနဲ့အနေနဲ့ရက်တည်ပြီးတော့ဒီအစိုးရရဲ့အထောက်ပံ့ကိုမိခိုးပြီးတော့စားတာပေါ့လေနောက်တစ်ခုကတော့ဥမာဖြစ်လေဖြစ်တာရှိတဲ့အထက်ထဲမှာဒီအမေရိကကိုခြေချရွှေ့ပြောင်းလာကြတဲ့သူတွေပေါ့ဆိုတော့အဲ့ဒီအထက်ထဲမှာ လူမျိုးပေါင်းစုံပါတယ်ဆိုတော့အဲဒီလူမျိုးပေါင်းစုံကလည်းပဲသူတို့ကဒီတချို့ဆိုရင်ကိုယ်ပိုင်လုပ်တယ်ရှိတယ်ဒါပေမဲ့လည်းပဲသူတို့ကသူတို့ရဲ့မိဘတွေကိုဟိုသူတို့ရဲ့နေရရင်ပေါ်လေမူလနိုင်ငံတွေကနေသူတို့ကလှန့်ခေါ်လိုက်တယ်ဆိုတော့မိဘတွေကအမေရိကကိုရောက်လာတယ်အဲဒီမိဘတွေကဒီရောက်လာတဲ့အခါကျတော့သူတို့ကအသက်ကကြီးနေပြီဆိုတော့ဒီရောက်လာတဲ့အချိန်မှာအလုပ်ကလည်းဝင်မလုပ်နိုင်တော့ဘူးဒါပေမဲ့လည်းပဲနိုင်ငံသားတယောက်ရဲ့ ဒီအဖေအမေဖြစ်တဲ့အတွက်အမေရိကန်ဆိုရကြည့်ရှုဆောင်မှာဆိုတော့အဲ့တော့သူတို့အတွက်ကျမကြီးကအစเนาะခုနလိုဟိုထောက်ပံ့ခြင်းနောက်တစ်ခုကဒီခုနလိုပေါ့လေအစားအသောက်ကအစပေါ့เนาะအစိုးရထောက်ပံ့နေရတယ်ဆိုတော့ဟိုဒီလိုအခြေအနေတွေကိုလည်းပဲဒီမှာရှိတဲ့အမေရိကန်တွေတော်တော်များများမကြေမနက်ဖြစ်နေကြတာ哦ဆိုတော့ဒါဒေါ်နယ်ထရမ့်အစိုးရဘက်ကဒီအချက်တွေကိုကင်ပြီးတော့သူတို့ကလည်း အာဒီလောက်လူတွေကအများကြီးပဲဒါသူတို့ကမပေးချင်ဘူးဆိုပြီးငိုတွေကပြောထားတာအခုတော့ဒီအစိုးရလုပ်ငန်းတွေရဆိုင်ထားရတယ်ဆိုတော့ဒါသူတို့အတွက်ကပို့ပြီးတော့ဟိုအကြောင်းပြချက်ပို့ပြီးတော့ခိုင်ခိုင်မာမာရသွားတာပေါ့အာတစ်ဖက်ကကြတော့လည်းပဲဒါအထူးသဖြင့်တော့ဒီမိုကရက်ပြည်နယ်တွေပေါ့လေဒါပေမဲ့ဒီမိုကရက်ပြည်နယ်ဆိုပေမဲ့အမေရိကန်မှာကအခုလိုမျိုးအစိုးရရှိရအထောက်ပံ့ကိုယူနေကြတဲ့ပြည်နယ်တွေထဲမှာက Republican ပြည်နယ်တွေလည်းပါတယ် ဒါပေမဲ့ထားပါတော့လေအဲ့တော့ဒေါ်နယ်ထရမ့်ကဒီအစားအသောက်ထောက်ပံ့ပေးတဲ့အစီအစဉ်တွေကိုရက်လိုက်တဲ့အခါကျတော့ဒီနယူးယောက်ကယ်လီဖိုးနီးယားတို့လိုပြည်နယ်တွေကအပါဝင်ပေါ့ပြည်နယ်ပေါင်း၂ဒါဇင်ကဒီပြည်ထောင်စုအစိုးရကိုအဲတရားစွဲတယ်ဆိုတော့ဒါပြည်ထောင်စုစနစ်ရဲ့အာတာချက်တွေပေါ့နော်ဆိုတော့ဒါဟိုပြည်ထောင်စုအစိုးရက အဲသူတို့ကဒီလိုဆုံးဖြတ်တယ်ဒါပြည်နယ်တွေကလည်းသူတို့ရဲ့ authority နဲ့သူတို့ပေါ့သူတို့လုတ်ပိုင်ခွင့်နဲ့သူတို့ဒါမကျင့်တတ်ဘူးဆိုလို့ရှိရင်သူတို့ကလည်းပြန်ပြီးတော့တရားစွဲအဲ့တော့ဒီအောက်တိုဘာ31ရက်နေ့မှာပြည်ထောင်စုတရားသူကြီး John McConnell Jr. ကနေပြီးတော့ဒီ snap အစီအစဉ်အတွက်ငွေကြေးလုံးဝထောက်ပံ့ပေးရမယ်ဆိုပြီးတော့ပြည်နယ်တွေဘက်ကတရားစွဲတာကိုအနိုင်ပေးလိုက်တယ်အနိုင်ပေးလိုက်တဲ့အခါကျတော့ Trump ကဒါမဲ့ Trump ဆွေးရတာလေအပြည့်တော်မပေးနိုင်ဘူးတဝက်ပဲပေးမယ်ဆိုပြီးတော့လုပ်တယ် သူတို့မှတခြားသုံးစရာတွေရှိလို့ပေါ့လေဆိုတော့ဟိုကလည်းမဟုတ်အပြည့်ပေးရမယ်ပေါ့အဲ့ဒါနဲ့ Trump ဆိုရဒီ November ဒီအယူခံတရားရုံးကိုတင်တယ်ပြည်တော်စုအယူခံတရားရုံးပေါ့အဲ့တော့ပြည်တော်စုအယူခံတရားရုံးမှာတရားသူကြီး၃ဦးပါတယ်ဆိုတော့အဲ့ဒီတရားသူကြီး၃ဦးပါတဲ့အယူခံတရားရုံးကလည်းဒီ November 9ရက်နေ့မှာထပ်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်မဟုတ်ဘူးအပြည့်အဝပေးရမယ်အရင်အောက်တရားရုံးကဆုံးဖြတ်လိုက်တဲ့ဟာကိုဒါ အဲ့ဒီအတိုင်းပဲအတီဖြစ်တယ်ဆိုပြီးတော့ထတ်ဆုံးဖြတ်ပြလိုက်တယ်။ဒါပေမဲ့ Trump ရဲ့ဒီတရားရေးဌာနကလက်မလျှောက်ဘူး။ဆိုတော့ဒီ9ရက်နေမှာပဲတရားရုံးချုပ်ကိုသူတို့ကထပ်ပြီးတော့ဥတိုက်ပြီးတော့ရှောက်တယ်။ဒီဟိုခုနလိုပေါ့နော်။ဒါပြည်တော်စုတရားရုံးအယူခံတရားရုံးနေရာနေပြီးတော့အခုလိုသူတို့ငွေကြေးအပြေအဝ snap season အတွက်ငွေကြေးအပြေအဝပေးရမယ်ဆိုပြီးတော့ပြောထားတယ်။ဆိုတော့ဒီကိစ္စကိုဘာမှဒီ ဓိကတော့ဒီတရားရုံးချုပ်အနေနဲ့မကြားနာခင်မဆုံးဖြတ်ခင်မှာဒီတိုင်းလေးပဲခဏထားထားပါဆိုတော့ဒီဆိုင်ငံ့ထားဖို့ပေါ့လေဒါထရမ်ကတက်လျှောက်တယ်ဆိုတော့ဒါလက်ရှိနောက်ဆုံးအခြေအနေပေါ့တကယ်ကတော့ဒီ snap အစီအစဉ်အတွက်ငွေကြေးတချို့ကလည်းပဲဒီစိုက်ပျိုးရေးဌာနလက်အောက်ကနေပြီးတော့သွားတာဆိုတော့တချို့ပြည်နယ်တွေကိုဒီငွေကြေးစပြီးတော့စီးဆင်းနေပါပဲဒါပေမဲ့အပေါ်ဘက်မှာတော့ခုနကပြောသလိုပဲဒါဒီ တရားရုံးချုပ်ကနေပြီးတော့ဘယ်လိုဆက်ပြီးတော့ဆုံးဖြတ်မလဲဆိုတာတော့လာမယ့်ရက်တွေအတွင်းမှာပဲစောင့်ပြီးတော့ကြည့်ရမှာပါ။ Donald Trump ဆိုရကတော့အဓိကကတော့ဒီ Democrat တွေကြောင့်ဆိုပြီးတော့သူကတောက်လျှောက်ဖြစ်တင်လာတာပါ။အမှန်ကတော့ American ပြည်အောင်စုမှာအခုဆိုလို့ရှိရင်အာအာတရားရေးမနိုင်ပေါ့နော်။တရားရေးမနိုင်မှာဆိုလို့ရှိရင်လည်းပဲဒီတရားရုံးချုပ်မှာ Donald Trump ထန်ထားတဲ့လူတွေကအများကြီးပါ။ တရားသူကြီးချုပ်တွေထဲမှာတော့ ਨੇ ထရမ့်ခံထားတဲ့လူကအများစုဖြစ်နေပါတယ်ဆိုတော့ဒီနောက်တစ်ခုကဒီ American ဆိုတာလုပ်ငန်းတွေရပ်ဆိုင်းသွားတဲ့ကိစ္စပေါ့ Congress လွတ်တော်မှာအောက်လွတ်တော်မှာရောအထက်လွတ်တော်မှာရောဒေါ်နယ်ထရမ့် Republican Party ကအများစုပါနော်တမရကလည်းပဲဒါ Republican ပါပဲဆိုတော့ Republican အများစုရှိတဲ့ Congress လွတ်တော်ရဲ့ Republican တမရရဲ့က ဒါဟိုသူတို့အနေနဲ့သူတို့လုတ်ပိုင်ခွင့်ရှိတဲ့အချိန်မှာသူတို့လုတ်ပိုင်ခွင့်နဲ့ကနေလုတ်လို့ရတာမှန်သမျှသူတို့သဘောကျစီမံဖန်တီးလာတာကြီးပါပဲဆိုတော့လက်ရှိမှာတော့ဒီအစိုးရအတုံးကြီးကိုချမပေးတဲ့အတွက်ရှေ့မဆက်နိုင်ဖြစ်နေတာကဒီအောက်လွတ်တော်မှာတော့ဒီအစိုးရအတုံးကြီးကိုချမှတ်ပေးဖို့တဲ့အောက်လွတ်တော်မှာတော့မဲခွဲပေးပြီးသွားပါပြီဆိုတော့အောက်လွတ်တော်မှာကဒီအများစုက Republican ဖြစ်တဲ့အတွက် Republican အများစုမင်းနဲ့ဒီ ဒီအတုံးစီအတွက်ဒါစပြီးတော့သူတို့ကတင်လိုက်တယ်အထက်လွတ်တော်ကိုတင်တယ်ပြီးတော့မှအထက်လွတ်တော်ကနေပြီးတော့မှဒါဟိုရံမုံငွေကချပေးရမှာဟုတ်ဆိုတဲ့အခါကျတော့ဒါပေမဲ့အထက်လွတ်တော်မှာကျတော့အာအများစုမဲနဲ့သွားတာမျိုးမဟုတ်ဘဲနဲ့မဲ60ပြည့်မှဒီဥပဒေကိုအတည်ပြုပေးနိုင်တာမျိုးဖြစ်တာဟုတ်အဲ့တော့ဒီမဲ60ပြည့်ဖို့ဆိုလို့ရှိရင် Republican ဒီကြီးပဲသူတို့ကမလုံလောက်ဘူး Republican တွေက90ကျော်လောက်ရှိတယ်ဆိုတော့သူတို့ကနောက်ထပ်ဒီ Demo 60ပြည့်ဘူးဆိုရင် Republican တွေဘက်ကအာဒီ Democrat မဲ6မဲ9မဲလောက်လိုတယ်ဆိုတော့ဒီအဲ့တော့ Democrat တွေရဲ့6ရောက်9ရောက်ကသူတို့ထောက်ခံပေးမှဒါဒီဥပဒေကအတည်ဖြစ်မှာ哦ဆိုတော့ဒါဟိုဥပဒေအကြောင်းအရာလဲပဲ နော်ဥပဒေကြောင်းအရာဆိုတာထဲတာလှုပ်ထုံးလုံနည်းအရာဒီမိုကရက်တစ်အနေနဲ့လဲဒါသူတို့အနေနဲ့ဒီလိုလှုပ်ပိုင်ခွင့်ရှိတဲ့အတွက်ဒါသူတို့ကလည်းဟိုအဓိကကတော့ခုနလိုပေါ့နော်ဟိုအိုဘားမားကဲပေါ့ဒီကျန်းမာရေးဆောက်ရှောက်မှုတန်ဖိုးနဲ့ဒီကျန်းမာရေးဆောက်ရှောက်မှုအစီအစဉ်အတွက်ဒီငွေချပေးဖို့ကိစ္စကို Republican တွေနဲ့ညှိလို့မရဘူးဖြစ်နေတာပါဆိုတော့ဒါမှလည်းပဲ Trump ကတော့ Democrat တွေကြောင့်ဆိုပြီးတော့ သူကတောက်လျှောက်ဆဆွဲနေတာပေါ့ဆိုတော့အဖြစ်မှန်ကတော့ခုနလိုပဲ Republican တွေအနေနဲ့သူတို့လုတ်ပိုင်ခွင့်ရှိတဲ့ကိစ္စမှန်သမျှကိုသူတို့လုတ်လာတယ်ဒါလို့သူတို့ရဲ့လုတ်ပိုင်ခွင့်ထဲမှာဖြစ်တဲ့အတွက် Democrat ကလည်းသူတို့ကသူတို့ကြိုက်ကြိုက်မကြိုက်ကြိုက်မကြေနက်နက်ကြေနက်နက်လက်ခံရမှာပဲအဲ့တော့အခုအခြေအနေမှာကြတော့ Democrat တွေကလည်းပဲဒါဟိုမဲ60ပြည့်မှဆိုတာကို ဆိုတဲ့ဒီစီမင်းအရာပေါ့နော်အဲစီမင်းအရာဒါသူတို့အနေနဲ့ဟိုသူတို့ဖြစ်စေခြင်းနဲ့လိုခြင်းနဲ့ဒီအတုံးစိထဲဝင်လို့မရတဲ့အတွက်ဒါသူတို့ကလည်းပဲအဲခုနလို Republican တွေနဲ့ပူးပေါင်းမဲနဲ့ဒီအတုံးစိကိုချမပေးနိုင်မှုဖြစ်နေတာပေါ့ဆိုတော့ဒါကတော့လည်း ဟိုဘက်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 မှာအပြစ်တင်လို့မရဘူးနဲ့တူရလေအားလုံးကတော့ဒါစီမင်းစီကံအတိုင်းပဲသွားနေတာပဲဒါပေမဲ့လည်းပဲဒီလိုမဲ60ပြည့်မှဆိုတာထက်အခုဒါသမရထရမ်ကဘာကိုတိုက်တွန်းနေလဲဆိုတော့ nuclear option ဆိုတာရှိတယ်စစ်နိုင်မှာဆိုတော့ nuclear option ကိုတုံးပြီးတော့ဟိုနိုင်တဲ့ဘက်ကပဲမဲခွဲပြီးတော့ဟိုဟိုအနိုင်ယူလိုက်တာမျိုးပေါ့နော်ဒါပေမဲ့လည်းပဲဒီ republican တွေ congress republican တွေကအဲ့ဒီနီလောင်းကိုမသုံးသေးချင်ဘူးဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာတော့ Republican တွေကအများစုဖြစ်နေတာစနေမှာတကယ်လို့ Democrat တွေကအများစုဖြစ်တယ်ဆိုလို့ရှိရင် Republican တွေကလည်းဒီလိုလှုပ်ထားရင် Democrat တွေကလည်းသူတို့အလှည့်ချရင်အဲ့လိုပြန်လှုပ်မှာပဲသိရမလားခုနလို Nuclear option ကိုသုံးပြီးတော့သူတို့စိတ်ကြိုက် Republican တွေရှိရဟိုဟိုသဘောထားဘာမှယူစရာမလိုဘူးသူတို့စိတ်ကြိုက်သူတို့မဲပေးယုံမဲမဲပေးပြီးတော့သူတို့လှုပ်ချင်တာတွေကြီးလှုပ်သွားယုံမဲဆိုတော့ဟိုအဲ့ဒီလိုမျိုးပေါ့နော်ဟိုဟိုပါတီနှစ်ခုလုံးမှာဟိုဘက်ဒီဘက် အဲဟို Republican တွေကလည်းသူတို့ကြီးပဲဟိုစိတ်ကြိုက်ဟိုလောက်တာမျိုးမဟုတ်ဘဲနဲ့ Democrat ရဲ့သဘောထားလည်းပေါအောင် Democrat တွေကအများစုဖြစ်နေတဲ့အချိန်မှာလည်းပဲ Democrat တွေစိတ်ကြိုက်မဟုတ်ဘဲ Republican တွေရဲ့သဘောထားပေါအောင်ဒါချိန်ဝင်ရှာမြှိပ်ပေးထားတဲ့သဘောပါပဲဒါပေမဲ့လည်းပဲ Trump ကအဲ့ဒီအစင်လာကိုဖျက်ပြီးတော့အာလုတ်ပြက်တကယ်လို့ Democrat တွေကအခုဒါသူတို့က Republican တွေနဲ့မပူးပေါင်းဘူးဆိုလို့ရှိရင် Nuclear option ကိုတုံးပြီးတော့ စိတ်ကြိုက်တာလုတ်ပလိုက်ဆိုပြီးတော့ပြောနေတာပဲကျွန်တော်ဒါလာမယ့်ရက်ဒီမှာတော့တရားယုံကျုပ်အနေနဲ့ဒီ snap season ကိုဘယ်လိုဆက်ပြီးတော့ဆုံးဖြတ်မလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ရုံပဲရှိပါတယ်ကျွန်တော်ဆွေးပါ